ဒီနေ့ကျွန်တော်မိတ်ဆွေတွေကို MP4 ယူတောင်းပြီးတော့စင်ကမပုံတင်တဲ့နီလန်းကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးဖုန်းမှာ Wi-Fi နဲ့ကိုပိတ်လိုက်ပါ။မပုံတင်မဲ့စင်ကရဲ့ Internet ကိုဖွင့်လိုက်ပါ။ပြီးရင် MP4 ယူ application ကိုဖွင့်လိုက်ပါ။ application ထဲကိုရောက်ပြီဆိုရင်ညာဘက်အောက်တောင်းကကျွန်ုပ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ။ဒီချက်လက်များဆိုတဲ့နေရာကိုတွေ့ပါမယ်။ အဲအောက်မှာနိုင်ငံသားဆိုတဲ့နေရာမှာမြန်မာအောင်ရွေးမယ်အောက်ကမပုံတင်နေရာလေးကိုနှိပ်လိုက်မယ်ဆိုရင်ကင်မရာအစမ်းကြည့်မီမဝယ်ယူပါဆိုတဲ့အုံခုကိုတွေ့ရင်ကင်မရာကိုရွေးပြီးနှိပ်လိုက်ပါဘာမှရှိတောင်းရင် OK ကိုနှိပ်လိုက်ပါ အောက်က allow only while using the application ကိုရွေးပြီးလိုက်ပါကင်မရာမှာမပုံတင်ကိုချိန်ပြီးတော့ရိုက်လိုက်ပါ ညာဖက်ကအမှန်ချစ်လေးကိုရွေးပေးလိုက်ပါဒါဆိုရင်မဖုံတင်ကခုနကအရှိဖက်ချမ်းဆိုရင်သူ့နေရာထဲကိုရောက်နေပါလိမ့်မယ်မဖုံတင်နောက်ဖက်ချမ်းကိုလည်းခုနလိုပဲလုပ်ပြရမှာမယ်နောက်ဖက်ဆိုတဲ့နေရာလေးနိုင်ရပါကင်မရာအစမ်းကြည့်မိမွေးယူပါကင်မရာကိုရွေးမယ်ပါမရှင်ကို OK နှိပ်လိုက်မယ်မပုံတင်ဟောကင်မရာမှာချိန်မယ်ပြီးရင်ရိုက်မယ် ဘေးကအမှန်ချစ်လေးကိုနှိမ့်လိုက်မယ်ဆိုရင်နောက်ဖက်ချမ်းလည်းတူရဲ့မပုံတင်ထဲရမယ့်နေရာလေးကိုရောက်နေပါမယ်မပုံတင်ထဲပြီးပြီဆိုရင်အောက်ကတုံးဆွဲသူဆိုတဲ့နာမည်ကို ရိုက်ထည့်ရပါမယ်နာမည်ရှိမှဥကိုမောင်မကိုထည့်စရာမလိုပါဘူးတိုင်းနာနာမည်စရဖြစ်တဲ့ဆိုင်းနန်းခွန်စောစရဖြစ်အဲ့ဒါတွေကိုထည့်လို့ရပါတယ် နာမည်ရိုက်ထည့်ပြီးပြီဆိုရင်အောက်မှာမတ်ဖုတ်တင်မတ်ဆိုတဲ့ဘေးကနားလေးကိုနှိပ်လိုက်မယ်ဆိုရင်အရှိကပြည်နယ်နဲ့တိုင်းကုန်ဖြစ်တဲ့တက်ကနေ14ထိကို တွေ့ပါမယ်အထက်ကကိုယ့်ရဲ့ပြည်နယ်နဲ့တိုင်းကုန်နံပါတ်ကိုရွေးချယ်ပါဒီကြရင် မြို့နယ်အလိုက်အတူကောက်တောင်ကြီးဆိုရင်တာခနာစသဖြင့်ရွေးချယ်မယ်နောက်ဆုံးကနိုင်စွာလေးကိုရွေးမယ်โอเคကိုနှိပ်လိုက်မယ် ဗေးရမပုံနေနံပါတ်ဆိုတဲ့နေရာမှာကိုယ်ရမပုံနေကဏ္ဍနေကိုရိုက်ထည့်မယ်မြန်မာကဏ္ဍနေပဲရိုက်ထည့်မှရပါမယ်မပုံနေနံပါတ်ရိုက်ထည့်ပြီးပြီဆိုရင်အပေါ်ဆုံးကညာဖက်တောက်မှာရှိတဲ့တိမ့်ပါဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါအဲဒါဆိုရင်လူကြီးမင်းရဲ့အချက်လက်များကိုစစ်ဆေးနေပါသည်ဆိုပေါ်လာပါမယ်လောက်ဆောင်ပါမျိုးထပ်နှိပ်ပါပြမစာမျက်နှာထဲကိုရောက်သွားပါမယ်ခဏနေရင် စင်ကမ်းမပုတ်တင်ကျန်းလာပြင်ဆင်ခြင်းအောင်မြင်ပါလိမ့်ဆိုပြီးတော့မဆေပို့လာပါမယ်မပုတ်တင်တစ်ခုကိုစင်ကမ်းနှစ်ခုထက်ကြော်ပြီးတော့မပုတ်တင်ထားလဲဆိုရင်တော့ရေတွက်ထက်ကြော်လွန်နေပါလိမ့်ဆိုပြီးတော့မဆေပြန်ပို့လာပါမယ်အဲ့ဒါဆိုရင်တော့ MPT ရောဒါမှမဟုတ် MPT own shop brand shop တွေမှာတွားပြီးတော့မိမိအမှန်တကယ်သုံးဆွဲမဲ့စင်ကမ်းကိုပဲပြောပြီးတော့ဂျန်တဲ့စင်ကမ်းတွေကိုမပုတ်တင်စင်ကမ်းတွေပယ်ဖြတ်ပြီးဖို့တောင်းဆိုလို့ရပါမယ်စင်ကမ်းကိုမပုတ်တင်ဖို့ဘာလို့တိုက်တွန်းရလဲဆိုတော့မိမိစင်ကမ်း ပျောက်သွားတာတို့ပြတ်သွားတာတို့ဖြစ်ခဲ့တဲ့ချိန်ကြရင်ပြန်လျှောက်ဖို့အတွက်ဝက်စင်ကတ်ကမိမိနာမည်နဲ့မပုံတင်ထားမှသာလင်ရုံးမှာအလွယ်တကူပြန်လျှောက်လို့ရမှာဖြစ်ပါတယ်။ဆင်ပြေကြပါစေအားလုံးကျေးဇူးတင်ပါတယ်။